အာဇာဝါနာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်ဗျာခင်ဗျာဧပြီလ10ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်သတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကဲ ထမအောင်တင်ဘုတ်ကတော့ Football Transfer ဖော်ပြထားတဲ့ Steven Keithley နဲ့ပဲကြိုးသွားလိုက်အောင် Football Transfer ရဲ့ဖော်ပြထားချက်အရဆိုရင်တော့လာမယ့်နေရာဒီဈေးကွက်တဲ့ Arsenal က Euro တန်း230လောက်အနည်းဆုံးအသုံးပြုသွားနိုင်ချေရှိတယ်။ဘယ်ကစားသမားတွေအတွက်ဘလောက်သုံးလဲဆိုတာကိုတော့သူတို့ကဖော်ပြသွားတယ်။ဒါကိုကျွန်တော်ကထက်ဆင့်ဘာသာပြန်ပေးတာပေါ့လေ။ Football Transfer ဆိုတာလည်းအပြောင်းရွှေ့ Policy နဲ့ပတ်သက်လို့ရှိရင်နှစ်ကာလများစွာတင်ဆက်လာခဲ့တဲ့သင်္ဍတာဖြစ်တဲ့အတွက်သူတို့ကတော့ ဒီကြည့်ရှုသူများဖို့အတွက်တီးတန့်တော့လုံးမမဟုတ်ဘူးသူတို့လည်းခိုင်လုံတဲ့စို့တစ်ခုခုကြောင့်ဓာမျိုးတွေပြင်ပြီးတင်လာလို့ထင်တယ်ဂုံတိတ်ခါတစ်ခုရှိတဲ့သတင်းဌာနမှာပဲဒါကြောင့်လည်းကျွန်တော်ကထပ်ဆင့်ဘာသာပြန်ပေးရပါလို့ဒီနေရာမှာတချို့ကတော့ဒီသတင်းတွေဘယ်ရလဲဘာညာကွန်မန့်တွေရေးကြအတွေ့ကျွန်တော်ကသတင်းတစ်ပုတ်ဘယ်ကနေရလဲဆိုရင်အဲ့ဒါကိုအမြဲတမ်းအခုလိုမျိုး appreciate ဖြစ်ဖြစ်နဲ့ထည့်ပြီးပြောလို့ရှိပါတယ်ဖော်ပေါ် transfer ရဲ့ဖော်ပြထားရဲ့အရာဆိုလို့ရှိရင်တော့လာမယ့်နေရာဒီဇေယောကမှာအာဆင်နယ်က UO တန်း230လောက်အနည်းဆုံးသုံးသွားနိုင်ရှိတယ်အဲ့ဒီထဲမှာဆိုတိုက်စစ်ပိုင်းအတွက်ပစ်တာကုတ်ကစ်ကို ယူတန်း80နီကိုဝီလျံအတွက်58တန်းကွင်းလယ်ပိုင်းတက်ဆိုရင်မာရီဇူီမိုင်အတွက်ယူတန်း60ဂိုးသမားနေရာတက်ဆိုရင်တော့ဂျူအန်ဂါစီယာအတွက်ယူတန်း40ဒါမျိုးတွေအသုံးပြုသွားမယ်ဆိုသူကပြောသွားတယ်အဲ့ဒီကစားသမား၄ယောက်ထဲတင် totally ကျွန်တော်တွက်လိုက်တဲ့အခါမှာယူ228တန်းရှိတယ်ဒါကသူတို့ဖော်ပြထားတဲ့ယူတန်း230ပမာဏနဲ့ရှင်မယ်ဆိုရင်တော့ အနည်းဆက်ဆုံးအနေထားပေါ့လေတခြား player တွေရှိအောင်ပါပါပြီးတော့လေအာဆင်နယ်ဘုတ်ဖွဲ့လုံးလေးရှိတဲ့ယာသုံးပုံစံမျိုးအတင်းကထွက်ခွာသွားတဲ့ကစားသမားတွေလောက်ခရတာ short ချနိုင်တဲ့အပိုင်းတွေမှာလေသူတို့ကဒီထက်ပိုပြီးထမှန်ပြီးအင်အားဖြည့်ပြီးသုံးကောင်းလဲသုံးသွားနိုင်တယ်အဲ့တော့ဒီနေသားကြီးကြည့်တဲ့အခါမှာတော့ Victor Yogres, Nico William, Martin Zubimendi, Joan Garcia ဒီ player ၄ယောက်ကတော့ Arsenal ရဲ့တကယ် top 1 target တွေပဲ ပလန်ဘီအခြားကစားသမားတွေရှိပေမဲ့ဒီပလီယာတွေမရမှာပဲအခြားကစားသမားတွေလိုက်ဖို့ရှိရဒါကြောင့်မို့အာဆင်နယ်တို့ကတော့နွေရာသီမှာယူရိုတန်း230အနည်းဆုံးအောက်ထက်သုံးပြီးဒီပလီယာတွေကိုရခုန်သွားဖို့ရှိတယ်တချို့တွေပြောတာပေါ့ဂျာစီဝိုးမှယုံမယ်ဆိုတဲ့သတင်းတွေရှိရင်ပဲလေတခါကျရင်ဒီကလန်ရိုက်အပြောင်းရွှေ့တုန်းကလိုပဲလိုချင်တဲ့ပလီယာဆိုရင်ရောင်းခေါ်တတ်တဲ့ညင်မျိုးဒီနှစ်မှာပြင်ပြီးပေါ်လာဖို့တော့ကျွန်တော်ကတော့မျှော်လင့်ထားပါတယ် ဒုတိယမြောက်သတင်းတပုတ်ကတော့ဒါဒီကလန်ရိုက်နဲ့ဘူကောက်ဆာကအင်ဂျူနီနဲ့ပတ်သက်ပြီးမကြာခဏမေးနာနဲ့ပတ်သက်ပြီးတော့ဒီပွဲပြီးအနာဘူးချုံမှာအာရီတာဖြေသွားလာရယ်နောက်ဆုံးရအခြေအနေကိုကျွန်တော်တင်ဆက်ပေးသွားမှာပါလက်ရှိအခြေအနေရောသတင်းတွေကအရင်တော့မထူးသေးဘူးဗျနောက်ဆုံးရအနေထားအရဆိုရင်တော့ဘူကောက်ဆာက strong ဖြစ်တယ်ဒုတိယအကြော့ Champion League ပွဲတွင် Real Madrid ကွင်းသွားတဲ့အခါမှာလည်းပြန်ပြီးကစားနိုင်မယ်ဆိုတချို့ report တွေတော့တွေ့တယ်ဒါပေမဲ့အနာနီးတော့မှာပဲ သူကစားနိုင်မကစားနိုင်ထပ်ပြီးအတီးပြူးမယ်လောလောဆယ်အနေထားတွေရာဆိုသတင်းတွေကအပေါင်းလက္ခဏာဆောင်တယ်ဒီကစားသမားတွေကိုမနေက injury နည်းနည်းလေးခံစားရတယ်ဖြစ်ဖြစ်ချင်းပါပဲအိုက်တာကထုတ်လိုက်တာကလည်းဒီကစားသမားတွေအတွက်ပိုဆိုးတဲ့ဒဏ်ရာမရသားစီဖို့အတွက်ပေါ့လေဒီနေရာမှာတချို့ကြီးလာမိတာပေါ့အကို injury သတင်းလေးပြောပါပြောပါပြောပါတခါကြရင်လေဘာသတင်းမှမကြတာသတင်းကောင်းပဲ စေးဖွဲ့ကလည်းမထုတ်ပြန်ဘူးကစားသမားလည်းဒယန်နဲ့ပတ်သက်မပြောဘူးနီးပြကလည်းအရေးတူလုပ်ပြီးတော့တကူတကမထုတ်ပြန်ဘူးဆိုလို့ရှိရင်တော့အဲအကျင်းတည်တယ်ဒယန်ကထင်သလောက်မဆိုးတဲ့အတွက်တခါကျရင်အာဆင်နယ်ကကစားသမားတူဒန်ရနေဘာညာဆိုပြီးပွဲနာနေတော့မှ surprise ဆိုပြီး line တက်ထည့်လိုက်တာမျိုးလည်းရှိတယ်အဲ့လိုမျိုးဆိုတော့လက်ရှိ Declan Rice နဲ့ဘူကောက်စကန်နဲ့ပတ်သက်ပြီးတော့ဒါပွဲပြီးတဲ့ခါမှာအိုက်တာဖြေထားတော့ပွဲချိန်အတွင်းဖြတ်ထုတ်ခံမှုတချို့ရှိတဲ့အတွက်ဒီ player နှစ်ယောက်စလုံးကနာကျင်မှုနည်းနည်းခံစားခဲ့ရတာဖြစ်တဲ့အတွက်သူကပြန်ပြီးလူစားလေးလိုက်တာ ပြီးတော့ဒီနှစ်ဦးစလုံးကိုအသေးစိတ်စစ်ဆေးမှုတွေလုပ်ပြီးတော့မှပဲဒဏ်ရာအခြေအနေပတ်သက်ပြီးတော့ပြန်လည်ထုတ်ပြောသွားပါမယ်ဆိုပြီးတော့အိုက်တာတော့အလိုပြောထားတယ်ပေါ့လေအဲဆိုတော့ Brandfor အသင်းနဲ့စနေနေ့ကျရင်ကံမယ်အဲ့ဒီပိုးစင်မှာ Declaric ကိုဘူကောက်စားကောက်မပါနိုင်လဲပြဿနာမရှိဘူးရှိရလူနဲ့ပဲကျွန်တော်တို့ကံပါဘာကြောင့်လဲဆိုတော့ Premier League မှာကျွန်တော်တို့ဒီ အဆင့်နှစ်အဆင့်သုံးအဆင့်လေးတည်းမကောင်းဘူးအဆင့်ငါးလဲချန်ပီယံလိဝင်ရတာဖြစ်တဲ့အတွက်လက်ကျန်ပွဲစဉ်တွေကိုကျွန်တော်တို့နိုင်ပွဲတချို့ပုံဖော်နိုင်ရင်လက်ရှိအနေအထားရလဲအာဆင်တွေကအဆင့်နှစ်ကနေတောင်ပြန်ပြီးမဆင်းရဖို့များတယ်ဒါကြောင့်မို့အသင်းရဲ့ဒီကစားသမားတွေကိုတော့ပုံဩပြီးတော့ချန်ပီယံလိမှာပဲကျွန်တော်ကသုံးစေခြင်းနဲ့ဘာကြောင့်လဲဆိုတော့ ရီးမီးယားလိခုနှစ်ပွဲကံပြီးလို့ထိုက်တယ်ရစ်တိတ်မကျင်းသေးတဲ့အချိန်မှာချန်ပီယံလိကနောက်ထပ်၃ပွဲကံလာနဲ့လက်ထဲကိုဖလားရောက်မဲ့နေထားပါလေဒီ၃ပွဲမှာဆိုလဲရီယယ်မက်ဒရစ်နဲ့တပွဲကလည်းနည်းနည်းပရက်ရှာပေါပေါနဲ့တော့ကံလို့ရတယ်လေးစားမှုအပြည့်နဲ့တော့တတိကြီးထားပြီးကံဖို့လိုတယ်ကျန်တဲ့နှစ်ပွဲစုစုပေါင်းဒီ semi final နဲ့နှစ်ပွဲနဲ့ဘောလီဝဲတစ်ပွဲတို့တော့တကယ်အသိန်းကောင်းနေပဲထပ်မီးတွေးရမှာဖြစ်တဲ့အတွက်အာဆင်နယ်တို့ ကိုယ့်ရဲ့အဓိကကစားသမားတွေအမှပုံဩပြီးစတာမီနာပြည့်နေသုံးမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်။စာကားတော့ဖူဂန်နယ်ပွဲစဉ်မှာပြန်ပြီးဆွတ်နိုင်တာဖြစ်ပြီးတော့ဒီကလန်ရိုက်ကတော့ဒီယာတီမှာခြေချောင်းကျိုးဒဏ်အကြောင်း16ရက်တော့နားခဲ့ဘူးတယ်။လက်ရှိအချိန်မှာတော့ Rice ဒဏ်ရာအရင်မစိုးဘူးလို့တော့ကျွန်တော်ထင်တယ်။အဲ့တော့တချို့ report တွေကဆိုတော့ဒီကစားသမားတွေ Champion League ဒုတိယအကြော့ Real Madrid နဲ့16ရက်နေ့ဘာနေဘူးသွားတဲ့အခါကျလို့ရှိရင်လည်းဝင်ပြီးဆွတ်နိုင်မယ်လို့ကျွန်တော်ကတော့အပြည့်အဝယုံကြည်ထားပါတယ်။ တတိယမြောက်သတင်းတပုတ်ကတော့ဒါချန်ပီယံလီပွဲစဉ်တွေပြီးသွားတဲ့အချိန်မှာပဲစူပါကွန်ပျူတာရဲ့ခံမှန်းချက်အရဂန်နာရိုက28.400ခိုင်နှုန်းနဲ့ချန်ပီယံဖြစ်ဖို့ထိတ်ဆုံးကနေရေဗန်းစားနေပါတယ်လောလောဆယ်ကွာတာဖိုင်နယ်အသင်းရ၈သင်းအာဆင်နယ်အပါဝင်၈သင်းအဲ့ဒီ၈သင်းညောင်ရောက်လာခဲ့ပြီးတော့ပထမကျော်ကံပြီးတဲ့အချိန်မှာဘယ်အသင်းတွေနောက်ဆုံးတက်မလဲဆိုတာနည်းနည်းလေးတော့ရေးရေးလေးပေါ်လာခဲ့ပြီအာဆင်နယ်ဆိုလည်း၃ခုပြတ်နိုင်ထားခဲ့တာဖြစ်တဲ့အတွက်ဒုတိယအကြော့မှာဆိုလို့ရှိရင်တော့နောက်ဆုံးတက်နိုင်ခြေက89ရာခိုင်နှုန်းအထိဟိုမှာအလေးပေးမှုတွေမြင့်တက်လာတယ် ။ဘာနေယူမှာသွားပြီးကမ်းမှာဆိုပေမဲ့အသင်းကြီးနှစ်သင်းကြားခြားနှက်ချက်က3-6ဆိုတာဒီတော်တော်လေးကိုတာသွားတဲ့အနေထားပဲ။ဒါပေမဲ့ဒုတိယအကြော့တော့ကျွန်တော်တို့စိတ်နဲ့လူနဲ့အပြေဝကပ်ပြီးကံဖို့တော့လိုအပ်တယ်ဗောလေ။အဲ့ဒါဆိုရေပန်းစားမှုတွေကြည့်လိုက်မယ်ဆိုအာဆင်နယ်က28.4ဂိုင်းနှုန်း၊ဘာစီလိုနာက22.4ဂိုင်းနှုန်း၊အင်တာမီလန်က27.1ဂိုင်းနှုန်းနဲ့ PSG ကတော့18.8ဂိုင်းနှုန်း။သူကတော့ဒီ၄သင်းပဲပေါ်ပြသွားတယ်။ဘိုင်ယန်ကတော့ညကအင်တာမီလန်ကိုတကိုး2ကိုးနဲ့ကိုအိမ်ကွေးမှာရှုံးခဲ့တာဗောလေဒီညမှာတော့ ဒါပွဲစဉ်တွေရှိပါတယ်ကျွန်တော်ဒီမနခင်သတင်းတင်တဲ့အချိန်မှာတော့ညအပွဲရလက်တွေတော့မှီမှာမဟုတ်တော့ဘူးပေါ့လေအဲ့ဒါဘာစီလိုနာကဒေါ်မွန်နဲ့ကံမယ် PSG ကအက်စတွန်ဗီလာနဲ့ကံမယ်ကျွန်တော်တို့ဒါရီယိုကိုကျော်ဖြတ်နိုင်ခဲ့ရင် PSG နဲ့အက်စတွန်ဗီလာတသင်းသင်းနဲ့တော့စီးဖိုင်နယ်မှာရင်ဆိုင်တွေ့ရဖို့ရှိပါတယ်အဲ့လို့ဆိုတော့ချန်ပီယံလိဖလားလက်တကန်းကိုတဖြည်းဖြည်းနဲ့ရောက်လာခဲ့ပြီးတစ်သလုံးအနှိမ်ခံလာခဲ့ရတဲ့ဖလားလေးဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီနှစ်မှာရအောင်ယူသွားချင်ပါတယ်ဒီ season လေးကိုဒီကောင်ကြီးပောင်းပြီးတဲ့ရှူဘောလုံးက ကိုဆိုင်ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ဗိုင်ဘာဖုန်းနံပါတ်တင်ကြောင်းကို6016653936ဆက်တပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နှုန်းဖြစ်လို့ငွေပူငွေချေရှိမှဘောလုံးပွဲတွေကိုလောင်းပါဘောလုံးပွဲတွေလုံးဝမလောင်းတက်ဆိုတော့ YouTube မှာကိုထပ်ပေါ်ပေါ်ရှုရရှာပြီးကျွန်တော်တို့အားပြုလို့ရပါတယ် Ivac Coach ကို Sport Online ငါးသလုံးမိတူကိုစော်ကစားလို့ရနေပါပြီခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Premier League က Official ဖော်ပြထားတဲ့သတင်းကောင်းလေးတွေပဲတွားလိုက်အောင်တော်များလည်းတည်ပြီးဖြစ်မှာပါလာမယ့်ရာသီ Champions League ကို ပရီးမီးယားလိဂ်ကအသင်း၅သင်းထိဝင်ပြီးရှင်ပြိုင်ခွင့်ရပါအမှန်တကယ်တော့လစ်ပါပူးတို့အာဆီနယ်တို့လိုအဆင့်တစ်နှစ်ကအသင်းအနေနဲ့ဆိုလို့ရှင်တော့အရင်ရင်ခုန်ကျင်စရာကောင်းတဲ့သတင်းမဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လဲကျွန်တော်တို့ပြောတယ်ကိုပရီးမီးယားလိဂ်ရဝန်းကအသင်းနေအများကြီးဥရောပရဲ့အမြင့်ဆုံးပြိုင်ပွဲချန်ပီယံလိဂ်မှာဝင်ပြီးပြိုင်ခွင့်ရဖို့အတွက်ထပ်တိုးတနေရာရတာမူရီတာပွားတယ်အဲ့ဆိုချန်ပီယံလိဂ်ဝင်ဝင်ရ၅သင်းနေရတော်တော်တကယ်ကိုစိတ်လူချစားကောင်းနေပြီအခုလစ်ပါဘူး83မှတ်ခဏထားလိုက်အောင်အာဆင်နယ်62မှတ် အဆင့်၄၅ညီနဲ့နည်းနည်းပြက်နေနေတာဖြစ်တဲ့အတွက်ခဏထားလိုက်အောင်နံပါတ်၃က Northern Forest 58မှတ်နဲ့နံပါတ်၄က Chelsea 53မှတ်ကကွာချက်အရင်မကြီးပါဘူးပြီးတော့ပွဲ30ပဲကံရသိပြီးတပွဲရောက်နေခဲ့တဲ့ Newcastle ကလည်း53မှတ်အဲ့ဒီပွဲတော့နိုင်ခဲ့ရင် Forest နဲ့သူသည်တမတ်ပဲကွာတော့မယ်အနေထားပြီးတော့ Manchester City လိုမျိုး Nitrogen အပြည့်သုံးပြီးတော့စသိန်းပိုင်းမှာ လုတ်ချင်တာတကူကိုရအောင်လုတ်တက်တဲ့အသင်းမျိုးကလည်းချန်ပီယံလိကိုသူတို့ရအောင်ကြိုးစားမှာပဲသူတို့ကတော့52မှတ်အစတွန်ဗီလာက52မှတ်အဲ့လိုဆိုတော့အဆင့်3 4 5 6 9အဲ့ဒီမှာဆိုရင်စုစုပေါင်း9သင်းလောက်ထိကလက်ကျန်300ရာဝင်ပြီးရှင်ပြိုင်နေပေါ့လေအဲ့ဆိုဒီ9သင်းမှာလက်ကျန်300ရာကိုဘယ်သူတွေဝင်ခွင့်ရသွားမလဲစောင့်ကြည့်ရမှာပါနှစ်သင်းကတော့ကျင်းတီပေါ့အဲ့ဝင်ခွင့်နဲ့လွှဲချော့သွားမှာပေါ့လေပြီးတော့ chance တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့အကယ်၍ချန်ပီယံလိပြိုင်ပွဲမှာချန်ပီယံလိဝင်ခွင့် 1-2 fight ထဲမှာမရှိဘဲနဲ့ပြင်ပအတင်းတင်းချန်ပီယံလိမှာဘုံဆွဲခဲ့မယ်ဆိုရင်ထတ်တိုးတနေရအဆင့်6ကအတင်းကိုပေးသွားမှာပါပြီးတော့ယူရိုပါလိမှာ United ဖြစ်ဖြစ်အခြားအတင်းတင်းဖြစ်ဘုံဆွဲခဲ့ရင်ချန်ပီယံလိဝင်ရခဲ့လို့ရှိရင်ဒီထတ်တိုးတနေရရဲ့ဒီပြင်ပဖြစ်တဲ့အတွက်နောက်ထပ်တနေရထပ်ပြီးရသွားမှာပေါ့လေအဲဆိုတော့အကယ်၍များ1-2 fight ပြင်ပအတင်းနေတာယူရိုပါလိနဲ့ချန်ပီယံလိမှာဘုံဆွဲခဲ့မယ်ဆိုရင်တော့ ပုံမှန်မူရင်း9နေရာရဲ့အဲ့နှစ်နေရာစုပေါင်း9တင်းထိအင်္ဂလိပ်ကလပ်တင်းကိုလာမယ့်ရာသီမှာမြေတွေ့ရဖို့ရှိရယ်။ဒီရာတစ်ခုကတော့အဆင့်နဲ့ကအဆင့်နဲ့ပိုဆိုးသွားလို့ရှိရင်တော့125ထဲကဖြစ်တဲ့အတွက်အပြောင်းလဲမရှိဘူးလို့တော့ထင်ပါတယ်။ပြီးတော့ဒီသတင်းကိုခိုင်မာသွားစီတာကလည်းဒါအာဆင်နယ်ကရီယယ်မက်ဒစ်ကို၃ခုပြည့်နဲ့နိုင်ခဲ့တဲ့ပွဲစဉ်ကအခုကဘာလဲဆိုတော့ဒီဥရောပအဆင့်ပြိုင်ပွဲတွေမှာနိုင်ငံကိုစားပြုကလပ်တင်းတွေကတပွဲနိုင်လိုက်တဲ့အတိုင်းသူတို့ကရမှတ်တီကိုပေးတယ်။အဲ့ဒီရမှတ်ပေးတာနဲ့အလိုက် အဲ့ကလက်သင်းတွေရဲ့ရမတ်တွေကိုစုဆောင်းပြီးတော့နိုင်ငံလီအစင်တန်းကလည်းမြန်မာဝရတယ်အဲ့လိုလီအစင်တန်းမြန်မာဝပြီဆိုလို့ရှိရင်လည်းချန်ပီယံလိဝင်ဝင်တနေရာကထတ်တိုးရတာအခုအာဆင်နယ်ကရီယယ်မက်တုကိုနိုင်လိုက်တဲ့ခါမှာတော့ဒါကလုံးဝ official ဖြစ်သွားခဲ့တာပေါ့လေအာဆင်နယ်ကတော့32.5မှတ်အထိဒါ point တွေကိုရယူထားနိုင်ခဲ့တယ်လက်ပါဘူးကတော့29.5အက်စတွန်ဗီလာက28.25မန်ချက်စတာယူနိုက်တက်က23.5ချယ်ဆီကတော့22 point နောက်ပြီးစပါးတော့22 point နဲ့ Manchester City ကတော့14.5 point အထိရောက်ထားနိုင်ခဲ့ဗောလေဒါတော့အင်္ဂလိပ်ကလပ်သင်းတွေက point နေဗောလေစုပေါင်းကျွန်တော်တို့ဒီယာတီမှာဥရောပဆင့်ပြိုင်ပွဲတွေဖြစ်တဲ့ Champion League, Europa League, Conference League 9သင်းဝင်ပြိုင်ခွင့်ရတယ်အဲ့ဒီမှာ Manchester City နဲ့ Liverpool ကလွှဲရင်ကျန်တဲ့အသင်းတွေကဖလားလမ်းကြောင်းပေါ်မှာရှိနေပါသေးတယ်အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ